အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ဘီလီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေဘုတ်ကူသားသမီးအားလုံးအတွက်30 3 2025ကနေ9ရက်4 2025အတွင်းမှာဂျုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကိန်းကိုကန္နာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဘီလီလေးဒီတပတ်တာကန္နရာမဟော့ပေးခင်ပေါ့လေအဲဂျုံတွေ့နေရတဲ့ကက်ယောဂါကက်ဘေးအန်ဒီယာတွေကနေခုနှစ်ရက်သားသမီးပေါင်းလွတ်မြောက်ကြပါစေလို့အရင်ဆုံးကျွန်တော်မြတ်တာကိုဆုတောင်းရင်းနဲ့နှုတ်ခွန်းဆက်သားအပ်ပါရယ်ဗျာနော် အမှန်ဆိုလို့ရှိရင်အခုဒါဒီတပတ်စာဟော့စတန်ကြော်တင်တယ်ဗောလေကြော်တင်တယ်ဆိုတော့ရက်တွေပါလေကြော်တင်တဲ့အနေအထားရှိတယ်သို့တော့အခက်ခဲနေတဲ့အနေအထားတွေဖြစ်နေကြတယ်ဟော့စတန်လေးတွေကိုမျောနေရသူလေးတွေရှိကြတာသိရတယ်ဗောလေဖုန်းလေးတွေလည်းတချို့လိုင်းမရတဲ့နေရာတွေရှိတယ်တချို့ကတော့လန်းလန်းဆက်ပြီးကျွန်တော်လမ်းပြောကြတယ်ဆရာရဲ့တင်ပေးပါအောင်ဆိုတော့ကျွန်တော်လည်းအမှန်ဆိုအချိန်မီတင်ပေးမှုပဲဗောလေဒါပေမဲ့မီးမလာဘူးဗျအခုလည်းမီးလာတာအသိမကြသေးဘူးအခုကျွန်တော်ဒါရက်ကွေးလောက်တဲ့အချိန်က7နိုင်ခွဲနဲ့7နိုင်ကြားမှရှိတယ်ဗျ29ရက်နေ့ညဗျဒီကြတဲ့မီးအားကြကြွားတော့ ရက်တာတပိုင်းလောက်ရောက်သွားတယ်ဆိုရင်ဖြတ်နေဆိုပြတ်ကြသွားပြောင်းပြီးတော့ပြန်လာပြောင်းပြီးရင် line လေးတွေတွန်း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 နေတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုတွေဖြစ်သွားခဲ့ရင်ကျွန်တော်ကိုနားလည်ပြီးပါလို့အရင်ဆုံးမြစ်တာရက်ခံပေးရသေးပြန်နော်အဲ့တော့ဘုရခုသားသမီးတွေအဲဗီဒီယိုဟောတဲ့ခါမှာတော့ကျွန်တော်ဗီဒီယိုမျက်နှာလေးပဲကြည့်ဟောပြရသေးတယ်နော်ကောင်းတာမြင်ကောင်းတဲ့အတိုင်းပေါ့အားလုံးကတော့ခက်ခဲနေတဲ့အနေအထားဖြစ်တယ်အရင်ဆုံးဘုရခုသားသမီးတွေတို့အလောက်ကရင်နဲ့ပတ်သက်ပြီးအရင်ပြောချင်တယ်ဗျအရင်ပတ်တင်တော့မှလည်းကျွန်တော်ပြောခဲ့ပူပါလိမ့်မယ်အလောက်ကနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာကိုပိုင်စီးပွားရေးလုပ်ငန်းလောက်ကနေတဲ့သူတွေဖြစ်ခဲ့ရင်တောင်းမှအလောက်လေးတွေက ရောင်းပါဝယ်ပါလေးတွေဖြစ်တဲ့တည်းဗျအလောက်ကန်လေးတွေအဆင်မပြေဘူးအယောင်းအဝယ်လေးတွေပါတဲ့အနေထားမျိုးလေးတွေဖြစ်တယ်စီးပွားရေးလေးကအဖြစ်ထက်ဆိုင်အပြက်လေးတွေဖြစ်တဲ့သဘာဝပုံများတဲ့သဘာဝရှိတယ်ဒါဗေဒင်မြတ်ကပဲကျွန်တော်ကြည့်ခေါ်တာဗောလေအဲ့လိုလုပ်ငန်းတွေအများကြီးလုပ်နေတဲ့ထက်ကမှဒီကလာမှာဥပမာပေါ့ငွေချင်းငွေလဲလုပ်ငန်းလုပ်ကနေတဲ့သူတွေတို့ကာအယောင်းဝယ်လုပ်တဲ့သူတွေဆိုရင်အာအများကြီးပဲပေါ့အဆုံးချုံနေတာလေပေါ့ဝယ်ပြီးရင်ပြန်ရောင်းရောင်းလို့မထွက်ဘူးဆုံးချုံနေတာလေဒီလိုကိန်းခန့်မျိုးတွေသွားကြုံတယ်ကြောက်နေပါလေဖြစ်ရင်မအောင်ဘူးပေါ့လေပြီးတော့အများကြီးပါပဲ ပြီးတော့ခီးသွားလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုလည်းဒီကာလမှာရက်တန်လာရတဲ့အနေအထားမျိုးတွေအစားသွားဖြစ်တဲ့သဘာဝရှိတယ်။အဆင်မပြေဘူးပေါ့လေခက်ခဲမှုတွေအများကြီးကြုံရနိုင်မယ်။အထူးသဖြင့်ဒီကာလမှာအဝတ်ထည်ထိဖနာတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေကတော့မဆိုးဘူးပေါ့လေ။အဲပြီးတော့ဒီကာလမှာအစားအစာတွေနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတဲ့သူတွေမဆိုးကောင်းပါလေဗျာနော်။အစားအစာလေးတွေနဲ့ပတ်သက်ပြီးပြီးတော့ဒီကရမှာအများဆုံးအဖြစ်ဗေဒင်မျက်နှာပဲကြည့်ပြောရင်ကျွန်တော်ကောင်းတာလေးတွေရွေးပြောခြင်းတယ်ဒါပေမဲ့အများအဖြစ်အညံ့လေးတွေများနေတာတွေ့ရတယ်ဗုဒ္ဓဂူသာသမီတွေ အထူးသဖြင့်ဝန်ထမ်းတွေဆိုရင်ဒီကာလမှာအထက်လူကြီးတွေနဲ့အဆင်မပြေတာပင်မတော့အကျိုးခံနိုင်မရတာလောက်ဖော်ကင်ပတ်တွေနဲ့အဆင်မပြေတာလေးတွေသွားဖြစ်တတ်တယ်။မကြာခဏထိတ်တန့်ရင်ဆိုင်ပြီးတော့ပရိပခရံလေးတွေများတယ်။များတဲ့အခါမှာလက်ရှိလုပ်နေတဲ့အလုပ်လေးတွေလက်ရှိနေတဲ့နေရာလေးတွေမနေကျင်တော့ဘူးဆိုပြီးပြောင်းရင်ရွှေ့ကျင်တဲ့စိတ်တွေပေါ်ပါလျော။အဲ့တော့ပြောင်းလဲရှုပ်ကရင်ကောင်းလားဆိုတော့ဘယ်ကောင်းမလဲပြောင်းတဲ့နေရာကပုံညံ့တဲ့အနေအထားကြီးကြုံရတာမျိုးလေးတွေဖြစ်တဲ့အတွက်အဲမပြောင်းမဲနေရင်နေပို့ပြီးတက်တာမယ်လို့အကြံပေးပြရစီဒါအပြင်ဒီကာလမှာဘုရကူသားသမီးတွေအိုးအိမ်နဲ့ပတ်သက်ပြီးတော့မကောင်းဘူးပေါ့နိအိုးတွေအိမ်တွေ ထိခိုက်တာပျက်စီးတာအဲ့ဒါမျိုးတွေသွားကြုံရတဲ့ကံနေရာကြီးဖြစ်နေတာတွေ့ရတယ်။တချို့ကတော့ကိုကတိုင်းတိုင်းမဖြစ်ရင်တော့ကိုရဲ့သားသမီးညီကောင်မောင်နှမတွေကသွားဖြစ်တာတွေအားစားကြုံရတော့သူတို့စီကအဘူကိုစီကိုကူးတာပေါ့လေ။အဲ့ဒီဘောကြီးသွားဖြစ်တယ်။အဲဒီကတော့မှတခုတစုံဖြစ်ခဲ့ရင်သူကအတွင်းရံလို့ခေါ်တယ်။အတွင်းရံဆိုတဲ့အခါမှာဒီမိသားစုဆွေမျိုးညီကောင်မောင်နှမအချင်းချင်းရံပရိပခဖြစ်လို့ပြီးတော့အလုပ်ဆိုလို့ရှိရင်ဒီဌာနအတွင်းအုပ်စုပေါ့လေ။ပရိပခဖြစ်လို့အဲ့ဒီခုလည်းမဟုတ်ဘူးပေါ့။ကိုနဲ့အရင်ရင်းနေတဲ့သူတွေခုနကဆွေမျိုးညီကောင်မောင်နှမသားသမီးမိဘ အဲသူတို့တွေတခုခုထိမိခိုင်းမိတယ်ပြဿနာတွေဖြစ်တယ်အဆင်မပြေဘူးပျို့ပြတ်တယ်ဆိုခဲ့ရင်လည်းအဲသူတို့ရဲ့အပူတွေကကိုယ်စီကိုယ်လာတာဖြစ်တဲ့အတွက်ဒါလည်းအတွင်းရဖြစ်တဲ့ရင်အတွင်းရသူတွေရောက်ဖြစ်တဲ့ရင်လို့ခေါ်တာပေါ့လေဆိုတော့အဲ့လိုမျိုးတွေဖြစ်တဲ့ gate ပိုင်နေတာတွေ့ရတယ်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်သူကနှစ်ချက်ဖြစ်တယ်ဗျအထူးသဖြင့်ဘော့ကူသားသမီးတွေဒီကာလမှာခြေဝါးတွေအရန်ရားနေတယ်တတိထားစိတ်တွေလေနေတယ်ဗျအခက်ခဲလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကြုံရတယ် ပြီးတော့လက်ရှိနေတဲ့နေရာတွေလက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့ဘူးမနေချင်တော့ဘူးတနေရာရာကိုသွားချင်ပြောင်းချင်ချွတ်ချင်ထွက်ချင်တဲ့စိတ်တွေအရင်ပေါ်နေတယ်ဗျအဲ့တော့ခက်ခဲမှုတွေများကြီးပေါ့လေအဲ့လိုကြွားတဲ့အပြင်စိတ်လေးတွေပါဒေါခါရောက်တာမျိုးဖြစ်တဲ့အတွက်စိတ်နဲ့ပတ်သက်ပြီးအထူးထိန်းချုပ်ပေးပါငွေချင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လည်းလက်ပိတ်တယ်လို့တော့ကျွန်တော်မသုံးထုံးနိုင်ဘူးပေါ့သို့တော့တရားဝင်သူကတထောင်ထွက်တယ်ဗျဝင်ဝင်နဲ့ထုတ်ရလုံးဝမမြတာဘူးဖြစ်နေတယ်အဝင်ထက်ဆောင်ရင်အထွက်တွေအများများတဲ့ကာလာလို့ခေါ်တယ်ရတဲ့ပတ်စံဆိုလည်းဘလို့မှအဆုံမီဆောင်မှုလို့မရတဲ့အနေထားလေးတွေဖြစ်တယ်အခုမကြောင်ခင်လကုန်တော့မယ် လမကုန်သေးဘူးပတ်စံအကျုံကုန်နေပြီလစာအကျုံကုန်နေပြီအဲ့လိုမျိုးဖြစ်တတ်တဲ့ဂိမ်းမြတ်အနောက်လက်ကြီးလိုက်လို့ရှိရင်လည်းကိုယ့်ရဲ့ဆွေမျိုးညီကောင်မတော်တွေကအဆင်မပြေဘူးဗျကြောပဲရှိတဲ့အနေအထားပေါ့လေကို့မှာအလုပ်လေးတွေအဆင်မပြေလို့နားကျင်ရင်ကောင်မှနားလို့မရတဲ့အနေအထားမျိုးတွေတွားဖြစ်တာကျွန်တော်မြင်ရတယ်ဒါအရှိတရားပေါ့ဗီဒီယိုမှာပဲကြည့်ပြီးတော့ကျွန်တော်ပို့ဝင်နေလင်းပြောတာအဲ့တော့ဂိယူလေးတော့စိုက်ပေးစီခြင်းနဲ့ဗျာနော်ဆိုတော့အဲ့လိုမျိုးလေးတွေအဆင်ပြေမှုတွေကြုံတဲ့အခါမှာနောက်ဆုံးဘာဖြစ်တယ်လဲဆိုတော့စိတ်ကစိတ်ဆောင်ကုကြီးဆိုတဲ့အတိုင်းပေါ့လေ အဲအဲ့လိုမျိုးလေးခနာကိုပါသွားကြည့်တယ်ထိခိုက်တာလေးတွေဖြစ်တတ်တယ်တချို့နေဆိုရင်ဒီကလာမှာခုနကအလောက်ကနေအိုးဝင်နေပြက်စီတာတွေအဲငွေကြီးတွေအစင်မပြေတာမျိုးလေးတွေဆွေမျိုးကြီးကိုမောင်နှမရဲ့သတင်းစကားလေးတွေကြားတော့မကောင်းသတင်းစကားလေးတွေကြားရတာပေါ့လေအထူးသဖြင့်မိသားစုဆွေမျိုးကြီးကိုမောင်နှမကိုစီကနေထွက်သွားတာလေးတွေဖြစ်တတ်တယ်အဲသတင်းစကားလေးတွေကြားအဲ့လိုမျိုးလေးတွေစုံသွားတဲ့အခါမှာမခံစားနိုင်တော့ဘဲနဲ့လောကကြီးကိုအရှုံးပေးခြင်းတဲ့စိတ်လေးတွေ ထွက်သွားခြင်းနဲ့စိတ်တွေဖြစ်ပြီးဒဇုံတစ်ခုလှုပ်ဖို့အတွက်စိတ်ရမ်းကြီးပါဝင်လာတာမျိုးလေးတွေဖြစ်တဲ့အတွက်အထူးအထူးသတိထားပေးပါလို့ကျွန်တော်အကြံပေးပြရစီ။လိုင်းကြနေတော့ခဏခဏကျွန်တော်ဖြည်း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 ကြီးဖြစ်နေတယ်ဗျ။နားလည်ပေးပါဗျာနော်။အမှန်ဆိုရင်ကျွန်တော်မဟုတ်ပဲထားလို့ရပါတယ်။သို့တော့ခုနကသာသမီတွေအချိန်မီလေးတွေရှောင်းအောင်ဆောင်လေးတွေသိနေတာဖြစ်တဲ့အတွက်သတိထားလို့ရအောင်ကျွန်တော်အခက်ခဲတဲ့ကြားတွေကနေရိုက်ကူးပြီးဟောပြတာဖြစ်တဲ့အတွက်နားလည်ပေးပါလို့ကျွန်တော်အကြံပေးပါတယ်ဗျာနော်။မြင့်တာရက်ခံပါတယ်ဗျာနော်။ပြီးတော့ဒီကလာမှာဘုရားခုသာသမီတွေပေါ့လေ။အဲပတ်သက်တဲ့သူတွေကနေမှအထူးသဖြင့် တနင်္လာတို့တောက်ကြတို့ဘုဒ္ဓကူတို့အဲ့ဒီနန္ဒီကိုအကြောင်းပြုပြီးတော့ပြဿနာအနောက်ရှက်လေးတွေများစွာကြုံရတယ်။ကိုပသက်တဲ့သူတွေကအဲ့ဒီနန္ဒီလေးပိုင်းကိုစီကနေထွက်သွားတာလေးတွေအစားဖြစ်တတ်တယ်။အချစ်အိမ်တော်ကြီးဆိုလို့ရှိရင်ဒီကနေ့မှအချစ်အိမ်တော်ကြီးအဆင်ပြေလားမင်းအဆင်မပြေဘူးဗျ။ဟိုတရားရံကတော့အိမ်တော်ကွဲတယ်လို့တော့ကျွန်တော်မပြောလို့ဘူးဗောလေအချစ်သူနဲ့ကွဲတယ်လို့မပြောလို့ဘူးမကြောင်ခဏရံပြိပခါလေးတွေဖြစ်တတ်တယ်သတိထားပေးဗျာနော်ဆိုတော့ဘီရောတော်တော်လေးဆိုင်မှရမယ်ဗျာရံပြိပခါလေးတွေများတယ်တရားရံကတော့ကွဲလာပြက်လာမင်းကွဲတယ်ပြက်တယ်မဟုတ်ဘူးဆိုရင်တော့မှအဆင်မပြေဘူးဗျတလုံးတော်တော်ကြီးနေဖြစ်တယ်ဗော တချို့ကတော့တယောက်တစ်နေရာစီခွဲနေရတယ်တချို့ကကျတော့လုံးဝအဆင်မပြေလို့ကွဲသွားတယ်တယောက်နဲ့ကျတော့မတူဘူးအထူးသဖြင့်တနင်္ဂနွေတွေပါလေချစ်သူအိမ်တော်ဘက်ဆိုရင်ကိုယ့်စီကနေထွက်တယ်ဗျာအဆင်မပြေဘူးပြီးတော့တနင်္လာတော့ကြဗိုလ်တကူဆိုရင်ထွက်လူလူဂျင်းနဲ့ချက်တဲ့အနေထားကြီးသွားဖြစ်တာမျိုးလေးတွေကြုံရတဲ့ဂယူးဆိုင်ပါဒီကလမှာဘာသာရေးအရင်ဖိဖိစီစီလောက်ဝေးရတယ်အဲဘာသာရေးအရင်အားကောင်းတဲ့သူတွေအခန့်ရှိတဲ့သူတွေဆိုရင်ဒီကလမှာဘလောက်ပဲအခက်ခဲတွေကြုံကြုံကိုယ့်ကိုကူညီကယ်ဆယ်မဆမ်းမဲ့သူတွေနဲ့စုံစည်းရတဲ့ဂိမ်းသွားပါတယ်ဗျာ အခက်ခဲတွေကြားလေးအကျက်တွေလေးကြားလေးကနေအေကံမောက်ချလွတ်မြောက်မယ်ဆိုတဲ့ကိန်းကြီးပေါ်တယ်အထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်ပြီးလွတ်လပ်သူတွေတော်တော်လေးအားကောင်းတယ်ကြာသားပြည်သားသမီးတွေအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိတတ်တယ်သူတို့ရဲ့ကုညီမသားမှုတွေကြုံရတတ်တယ်ပြီးတော့ဒီကာလမှာခုနကဘေးရနေတွေဂျုံတဲ့ခါမှာလည်းဘာမှစိတ်မပူနဲ့ဘုဒ္ဓကူသားသမီးတွေကုညီမဆကဲနေမဲ့သူတွေနဲ့ဂျုံရတတ်တဲ့ကိန်းထဲမှာပါတယ်ဗျာနော်စိတ်ပူစရာမလိုပါဘူးဒီကာလမှာတစ်ခုခုလုံမဲ့ကြိုင်မယ်ဆိုရင်ကြာသားပြည်သားသမီးတွေနဲ့ပူတွဲပြီးတိုင်ပင်ပြီးလုပ်ပါလို့အကြံပေးပြရစီဗျာနော် ကျမရင်းနဲ့ပတ်သက်ရင်ယိုဒနာခန္ဓာကိုယ်မှာဖြစ်မယ်ဆိုရင်အယိုးကျိုးတတ်တယ်သတိထားခါနာက6နာရလေးတွေဖြစ်တတ်တယ်ကြောက်ကနေပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်နော်သတိထားပေးပါမတ်လ31ရက်ဧပြီလ1ရက်2ရက်3ရက်အဲ့ရက်တွေကတော့အမရန်ကောင်းတယ်ဗျတရားနေပြန်ရှင်လာတယ်ဆိုတော့ဂိမ်းမျိုးလို့ခေါ်တယ်ဗျနော်တချို့လေးတွေမှာတည်ပြီးလို့ထင်တဲ့သူတွေမတည်ဘဲနဲ့ပြန်ပြီးထွက်လာတယ်ဆိုတော့အဲ့လိုဂိမ်းမျိုးအိတ်ကာလာပေါ့လေအဲ့ဒါဆုံးရှုံးလာတဲ့အရာလေးတွေပြန်လဲရရှိတတ်တယ်အဆက်သွယ်ပြနေတဲ့ကာလာတွေဆိုရင်အိတ်ကာလာမှာပြန်ပြီးတော့အဆက်သွယ်တွေရတတ်တဲ့ဂိမ်းတွေမှာသွားပါတယ်ပြီးတော့ အာကုညီဆောက်ရှောက်မဲ့လူတွေကိုယ့်ကယ်တင်မဲ့သူတွေနဲ့စုံစည်းရတတ်တဲ့ကာလလို့ခေါ်တယ်။မိတ်ကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတတ်တယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်းဝဲဖြစ်တဲ့နေရာတွေပါရှိတယ်ဆိုရင်အိတ်ကာလမှာအောင်းနေဗျ။စိတ်ကူစရာတော့မလိုဘူးဗျနော်။အမရန်ကောင်းပါတယ်။မတ်လ30ဧပြီလ4ရက်5ရက်အိမ်မှာတော့အညံ့အခက်လေးတွေရှိတယ်။ကိုယ်ကိုယ်တိုင်နဲ့အခက်ခဲတွေအကျက်တွေဒီအများကြီးရှင်ဆန်ရတတ်တယ်။ရုံထွက်လို့မရတဲ့အနေအထားလေးတွေဖြစ်တတ်တယ်။ဒါအပြင်ဆွေမျိုးညီကောင်မတော်သားသမီးဒါတွေကိုအကြောင်းပြုပြီးတော့လဲစိတ်တော်ကနေတွေရောက်တာလူရင်းလူယုံဒုက္ခပေးတာတွေတွေအစားအကြောင်းတတ်တဲ့အတွက်အထူးသတိထားပါ။ ဂယုစိုက်ပေးပါဗျာနော်အဲ့တော့ကန်ရရဲ့ထောက်ပံ့မှုတွေအပြေအဝရအောင်အညိုရောင်ပန်းရောင်နတ်သားရောင်အစိမ်းရောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဗျာနော်အဲမင်းမြတ်ပန်းရောင်စုံစပယ်ပန်းနိစီပန်းဒေစီပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ်နေရဲ့အခါနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လုတုံဆွဲပြပါအဲ့တော့ရရရလေးအနေနဲ့ပေါ့နိအဓိကထားပြီးကျွန်တော်ရရရကိုပဲအဓိကထားပြီးပြောချင်တာခြေသေးချင်တယ်အ မကြင်လည်းလလေးကုန်လုံးမယ်ပေါ့လေတချို့လူတွေဆိုရင်ဒါလသာထုတ်ပြီးလို့ရှိရင်ဘာပဲပြောပြောဗျာပတ်စံလေးကိုလက်ထက်ဝင်တဲ့ကာလာပေါ့အဲ့တော့ရရရလေးကတော့ခြေပြအောင်ခြေသေးခြင်းလေဘာခြေသေးခြင်းလဲဆိုတော့တက်နိုင်လို့ရှိရင်တော့ထောဘထမင်းလေးလူပြအောင်လူစီခြင်းလေဗျာနော်အဲ့တော့ထောဘထမင်းလူတဲ့အခါမှာအများကြီးမလူနိုင်တော့မှတက်နိုင်တော့လေပေါ့တထုပ်ပဲတက်နိုင်တက်နိုင်ပေါ့တထုပ်တက်နိုင်နေသူကတထုပ်ပေါ့နိလူပြအောင်လူပဲပေါ့အထူးသဖြင့်ဗျာနီယာလေးလူသင့်လဲလို့မေးလို့ရှိရင်တော့အခုလက်ရှိခက်ခဲနေတဲ့အနေအထားမှာဒီငလင်တန်နေခံစားနေရတဲ့ စားမယ်အဆင်မပြေဘူးပေါ့လေအစားအသောက်တွေလိုအပ်တဲ့နေရာတွေမှာထက်တဲ့ဝင်ဝင်လေးလူတန်းမင်းပို့ကောင်းပါတယ်ဒါအပြင်ကယ်ဆယ်ရေးသွားနေတဲ့အဖွဲ့အစည်းတွေကိုလည်းခုနကထောက်ပတ်ထမင်းဘူးလေးတွေလူနိုင်မင်းလူပြောင်လူပေးပါအမရန်ကောင်းတဲ့ရေရရလေးလည်းဖြစ်လာမယ်သတို့တို့လည်းအကျိုးရှိတယ်ဒါအပြင်နောက်ထပ်တက်နိုင်လို့ရှိရင်ဆေးဝါးလေးတွေလူပြောင်လူပေးပါလို့အကြံပေးပြရသေးပြန်တော့အဲ့ဒီဒီအဲ့ဒီနှစ်ခုစီတကယ်ကိုယ်အတွက်အကျိုးကျေးဇူးရှိမဲ့ရရကောင်းဖြစ်တယ်လို့သူတို့အတွက်လည်းတကယ်လက်ရှိအနေအထားမှာတေချာမောက်လိုအပ်တဲ့ရရတခုဖြစ်တယ်ဗျ ရရာကိုခေါင်းစဉ်မတက်ဘဲနဲ့ဖယ်လိုက်မယ်ဆိုရင်တော့လက်ရှိအနေအထားမှာတကယ်တကယ်လိုအပ်နေတယ်ကုသိုလ်တရားနဲ့ရှင်နဲ့တေချာပေါင်းကုသိုလ်ဖြစ်ထုံးမဲ့အရာလိုလဲလိုရတဲ့အရာဖြစ်တဲ့အတွက်လုတ်ပြောင်လုတ်ပါလို့ကျွန်တော်အကြံပေးပြရသေးတယ်နော်အဲ့လိုလုတ်ခြင်းအဖြစ်ကုသိုလ်မှာကြုံရတဲ့အညံ့လေးတွေလည်းကင်ပြီးသူတို့တို့လည်းပိုကောင်းတော့ပီတိဖြစ်ကြတဲ့ရရာကောင်းတေချာပေါင်းဖြစ်လာပါလိမ့်မယ်ဘုရားကုသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်